တော့နေဦးတော်လိုင်းရေးမှာကျွန်တော်တို့က AA ကိုအားကိုးခြင်းနဲ့ဒါအပွင့်နေဆုံးပဲ AA မှာစစ်သားသိမ်းတဲ့ခြေရှိတယ် AA ကတိုက်ခိုက်နေတဲ့နေသားလည်းရှိတယ်ဒါဆိုရင်မေးစရာကဟုတ်ကုလသမဂ္ဂပါ AA ကဒုဒုလိုလောက်ပါတယ်ဆိုပြောလိုက်တဲ့ချိန်မှာကျွန်တော်တို့က AA နဲ့တပ်ပေါင်းရင်ပြဿနာပဲအဲ့တော့ကုလသမဂ္ဂကိုဘုဒ္ဓတရင်ပေးတယ်လေပေးကြတာပေါ့ရိုးရင်းကြတွေပဲဟာပေးတာ ဒါပေမဲ့အဲ့လိုပေးတော့တို့စိတ်ဆိုးစရာရှိလားမရှိဘူးလေတို့လည်းခံရလို့တို့ပြောတာပေါ့အဲ့တော့လှုပ်တဲ့လူကလှုပ်လိုက်တာပေါ့အဲ့တော့အဲ့ဒါကအမှန်တကယ်ဖြစ်ထားရင်တော့ပြဿနာမရှိဘူးမဖြစ်ထားရင်တော့ဒါဟာအလွန်အမတန်ဆိုးရတဲ့ဒေါ်လာရေးကိုတိုက်ခိုက်မှုတစ်ခုပဲဘာကြောက်လဲအခုပဲကျွန်တော်တို့ကအချက်တည်းဖြစ်ပြီအဲ့တော့ကျွန်တော်အမြဲတမ်းပြောနေတဲ့စကားတစ်ခုရှိတယ် ကုလသမဂ္ဂတို့ဒီနိုင်ငံကတရားရုံးတွေကိုအားကိုးလို့ဘာမှဖြစ်မလာဘူးလို့အဲ့တော့ဒီကုလသမဂ္ဂတွေနိုင်ငံတကာတရားရုံးတွေကိုသွားအားကိုးခြင်းဒီမင်းအောင်လှိုင်ကိုသက်ဆိုးရှိဖို့ပဲဖြစ်စေတာလို့အခုအဲ့ဒီစကားကအတိဖြစ်တော့မယ်ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုအားကိုးလိုက်တဲ့ OIC ကိုအားကိုးလိုက်တဲ့ ပါလက်ဆိုင်နေကန်ဂါဇာမှာဒီနေ့ဘာဖြစ်နေလဲကုလသမဂ္ဂကိုအားကိုးလိုက်တဲ့အာဒီယူကရိန်းဘာဖြစ်နေလဲနေသူကဘုံကျဲခံနေရတာအဲ့တော့အဖြေကပါလဲဆိုတော့ကုလသမဂ္ဂနဲ့အေဒီကနာတော့အာဂျင်တီးနားတရားရုံးတို့အေဒီနိုင်ငံတကာတရားရုံး ICJ တို့ ICC တို့ဟာကျွန်တော်တို့နိုင်ငံမှာအာဏာရှင်စနစ်ကိုဖယ်ဖျက်ပေးနိုင်တဲ့အနေအထားမရှိဘူးခံရတဲ့လူများအတွက်တရားမျှတမှုကိုတော့ရစေတယ်ဒါတော့သူတို့ဖမ်းလို့ရမှာနော်ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ရိုဟင်ဂျာပြဿနာမပြေလည်ဘူးရိုဟင်ဂျာပြဿနာဘယ်တော့မှမပြေလည်ဘူးရိုဟင်ဂျာပြဿနာဟာပြည်တွင်းမှာရှိနေတဲ့မြန်မာနိုင်ငံရေးသမားများအားလုံးနဲ့ ရခိုင်နိုင်ငံသမားများနဲ့ဖြည့်ရှင်ရမယ်ပြဿနာအဲ့တော့ကိုယ့်အကူခေါင်းဆောင်နေချင်းချင်းပေါ့မှန်တယ်တရားမျှတမှုအတွက်ကတော့တရားရုံးလူတွေဒါဒါရှိတရားပဲဒါပေမဲ့ဒီနေ့ ICC ကိုတက်သွားတဲ့အမှုတွေ ICC ကိုတက်သွားတဲ့အမှုတွေအားလုံးဒီနောက်ဆုံးအပြစ်ရှိတယ်လို့ဆုံးဖြတ်ထားတဲ့ permanent ထုတ်ထားတဲ့ Israel ဝန်ကြီးချုပ်ဒါမှလုပ်နေရဘူး ပူတင်ဘာမှလုပ်မရဘူးမင်းအွန်လိုင်းဘာမှလုပ်လို့မရဘူးဒါမင်းအွန်လိုင်းကအပြစ်ရှိတယ်လို့မဆုံးဖြတ်ရသေးဘူးနော်အဲ့တော့တရားမျှတမှုတွေနိုင်ငံတကာမှာဖြေရှာလို့ရတယ်တရားကစင်းလည်းဖြစ်သွားမယ်အဲ့ဒီအတွက်အဲ့ဒီတရားရုံးကမင်းအွန်လိုင်းကိုမြန်မာပြည်မှာလာပြီးမမောင်းထုတ်ပေးနိုင်ဘူးမလာပတိုက်ထုတ်ပေးနိုင်ဘူးမြန်မာနိုင်ငံမှာအမြင့်တွေနဲ့စစ်အာဏာရှင်များကိုမဖြေရှာပေးနိုင်ဘူးမဖြေရှာပေးနိုင်ရင်အဲ့ဒီရုံးကြပြဿနာဘယ်တော့မှမပြေလည်ဘူး စစ်ကောင်စီနိုင်ရင်လည်းရွှေရောင်ဖိနေမှာပဲအခုတို့ဆွဆွဲသလို AA နိုင်ရင်လည်း AA ရတို့ဖိနေမှာပဲအဲ့တော့တို့ဘွားဟာဘသူပဲနိုင်နိုင်အဲ့ဒီအဲ့ဒီလူတွေကိုတော့ကုလသမဂ္ဂကအဲ့ဒီကရ ICC တရားရုံးကတော့တရားစွဲပေးလိုက်တွေ့တို့တရားမျှတမှုတော့ရမယ်ဒါပေမဲ့တို့လူမျိုးစုတစုလုံးရဲ့အနာဂတ်တွေဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့တို့ကပြောစရာရှိတယ်ဂျော့ဆိုရိုးတို့လူမျိုးတွေပေါ့ဗျာတိတိမှလားနောက်မွေးလေး ဲဘယ်လိုပြောမလဲအမေရိကန်နိုင်ငံမှာရှိတဲ့ဒီအမေရိကန်နိုင်ငံကြီးသမားတွေအဲ့မှာစိတ်ဝင်စားစရာကောင်းတယ်နော်အချက်တစ်ချက်ရှိသေးတယ်အမေရိကန်နိုင်ငံမှာရှိတဲ့နိုင်ငံကြီးသမားတွေဟာဣသရေလဝေဘွားတွေအားလုံး ਨੇ ရဲ့နောက်ွယ်ကလက်မဲ့ကြီးတွေ ਨੇ အုပ်ချုပ်ထားတာအဲ့တော့ရင်းသားတွေကသူတို့တရားမျှတမှုရဖို့အတွက် အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေသာအားကိုးတယ်အဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုထိန်းချုပ်ထားတာကဣသရေဂျူးတွေအဲ့တော့အဲ့တော့အဲ့အဲ့အဲ့ဒါမျိုးဆက်ဆက်မှုစဉ်းစားလိုက်ပြန်ရင်လည်းဘာမှဖြစ်လာဘူးမရှိဘူး။ဘာကြောင့်လဲဣသရေက ICC ကိုအသိမှတ်မပြုဘူးအပြတ်ပြောနေပြီ။သူတို့သူတို့ဝန်ကြီးချုပ်ကိုလှုပ်ထားတာဖြစ်တဲ့အတွက်ချင်းချောင်းမှုတွေတောင်လုပ်နေပြီ။အမေရိကန်ဆိုရကလည်း ICC ကို ဆက်ရှင်တွေချထားပြီးပြီ IC တရားသူကြီးတွေအားလုံးကိုပိတ်ဆို့ရေးယူမှုတွေလုပ်ထားပြီးပြီအဲ့တော့အမေရိကန်နိုင်ငံလိုနိုင်ငံကတော့ IC ကိုဂူးမဆိုင်ဘူးလို့ကြေညာထားရင်ပူတင် တရုတ်မင်းအောင်လှိုင်တို့ကဂူးဆိုင်မယ်ထင်လို့လားအဲ့တော့ကမ္ဘာခင်းချင်းကြီးအပြောင်းမှာမှန်တယ် AA ကိုတို့တရားဆွဲလိုက်လို့ AA ကလည်းတကယ်ကျူးလွန်တယ်ဆိုရင် AA ဒီကိုတော့တော့နာမည်နဲ့ဆွဲတာမဟုတ်ဘူးလားတယောက်ချင်းကိုဆွဲတာလားအဖွဲ့ကိုဆွဲတာလားကျွန်တော်မသိဘူးအဲ့တော့ တရားရုံးမှာတော့တရားမျှတမှုရခြင်းရမယ်ဒါပေမဲ့ရိုဟင်ဂျာပြဿနာဟာပိုလျှောက်သွားဖို့ပဲရှိတယ်အဖြစ်မဟုတ်ဘူးရိုဟင်ဂျာပြဿနာကိုဖြေရှင်းပေးနိုင်တာဘင်္ဂလားဒေ့အစိုးရလည်းမဟုတ်ဘူးအမေရိကန်လည်းမဟုတ်ဘူးအမေရိကန်လွှတ်တော်လည်းမဟုတ်ဘူး ICC လည်းမဟုတ်ဘူး ICC အာဂျင်တီးနားတရားရုံးဆိုတာအဝေးကြီးဗျာကျွန်တော်တို့ကဘာမှမဆိုင်တဲ့ကိစ္စအဝေးကြီး လူညာပြဒနာကိုဖြေရှင်းပေးနိုင်တာပြည်တွင်းမှာရှိတဲ့ပေါ်ပေါက်လာတဲ့အစိုးရစစ်ကောင်စီရခိုင်နိုင်ငံသမားများနဲ့ရခိုင်နေပဲအဲ့တော့အဲ့ဒီအဖွဲ့အစည်းတွေနဲ့ပြည်လဲအောင်မလုပ်ပဲကိုတဖွဲ့တည်းသီးသန့်နေပြီး ICC ကိုအာကိုအာဂျီစီများတရားအောင်အာကိုအမေရိကန်ကိုအာကိုလို့ဟာအာကိုမယ်ဆိုရင်အဲ့ဒီလိုရင်းကြတယ်ပြည်သူတွေ အပြစ်မဲ့တဲ့ပြည်သူတွေခံပါလေဒီငယ်ပဲ။မနေ့တရားမျှတမှုတော့ရနိုင်တယ်။အဲ့ဒီတရားမျှတမှုကိုတရားရုံးကဆုံးဖြတ်ပေးလိုက်ရင်တော့ဖမ်းဖို့ဆိုတာမဖြစ်နိုင်ဘူး။အဲ့တော့အမေရိကန်ကကိုက ICC ကိုကန့်ကွက်ထားတာနော်။မဖြစ်နိုင်ဘူး။ အမေရိကန်က ICC ကဖမ်းဝရမ်းထုတ်ထားတဲ့ခေါင်းဆောင်တွေကိုဆက်ရှင်ချထားတာမဟုတ်ဘူးနော် ICC ကတရားသူကြီးတွေကိုဆက်ရှင်ချထားတာဒါဆိုရိုဟင်ဂျာတွေရှာဖွေနေတဲ့တရားမျှတမှုက ICC တရားသူကြီးတွေကဆက်ရှင်ချရင်တရားသူကြီးတွေကိုအမေရိကန်ဆက်ကျင်ထားတာအဲ့တော့အဲ့ဒီ ICC တရားသူကြီးတွေကိုဆက်ကျင်ထားတဲ့အမေရိကန်လွှတ်တော်မှာပွားပြီးအားကိုးတယ်ဆိုတဲ့က တခုခုတော့တဟဇာတာမဖြစ်ဘူးပေါ့ဗျာဒါမဲ့ကျွန်တော်ပြောတာအမှန်ကျွန်တော်ရဲ့ယက်တီချက်ဒီအမှန်တရားရှိတယ်တကယ်ကျူးလွန်ခံရတယ်ဆိုရင်တော့ကျူးလွန်တဲ့လူကတရားမျှတမှုကိုရစေရမယ်တရားမျှတမှုကိုရှာဖွေရမယ်ဒါအရှိတရားဒါမဲ့ရိုးရိုးပြဿနာပြည်လဲဘုံမရှိဘူးပူဆိုးဖို့ပဲရှိတယ်။ဘာကြောက်လဲ ရင်ညာကနိုင်ငံတကာအားကိုးနဲ့ကုလသမဂ္ဂအားကိုးနဲ့သူကတိုက်နေတာအေအေကတနက်နဲ့တိုက်နေတာအဲ့တော့တနက်တက်တိုက်တဲ့အေအေကနေမြေရမှာအဲ့တော့အဲ့ဒီအေအေနေမြေရောက်တဲ့နေရာမှာရင်ညာကအေအေစီကသတောင်းမှရမှာအဲ့တော့ AA ကမပြေဖို့အတွက်နိုင်ငံတကာဖိအားနေနဲ့လာဖို့ဆိုတာအဝေးလို့သိတယ်။ AA ကဒီမိုကရေစီနိုင်ငံသွားမှကျွန်တော်တို့ပြောတဲ့ Federal Democracy အဝန်းအိုင်းထဲမှာနေမှရင်ကြာကဒီခွင့်ကိုရမှာ။ AA က မင်း online တို့လိုပဲကိုဖက်ဒရိတ်နဲ့သူ့အတူလုံးမယ်နိုင်ငံတကာကိုလည်း view မဆိုင်ဘူးဆိုရင်အိမ်မှာရှိတဲ့ rolling ကြတွေကအေးပေးတော့ပဲရမှာလူခွင့်ရေးဒီမိုကရေစီဆိုတာ rolling ကြတွေတောင်းနေတဲ့နိုင်ငံသားခွင့်ရေးတွေကျွန်တော်တို့တောင်းနေတဲ့နိုင်ငံသားခွင့်ဆိုတာဒီမိုကရေစီစနစ်မှာရမှာအာဏာရှင်စနစ်မှာအာဏာရှင်ပေးတော့ပဲရမှာအဲ့တော့အေးအေးကဒီမိုကရေစီအစ်စ်ကိုသွားတဲ့အချိန်ကျမှသူတို့နိုင်ငံတကာဖိအားနဲ့ဒီတရုတ်တို့ အဘော်ဒီကုလသမဂ္ဂတို့အမေရိကန်တွေဖိအားနဲ့အေးရလိုက်တာမှာဒုတိယမဟုတ်ရင်ရိုဂျာရဲ့အခွင့်အရေးဟာအေးလက်ထက်မှာလည်းရလာကြမရှိဘူးအဲ့တော့ရခိုင်ခေါင်းဆောင်တွေအေးအေးခေါင်းဆောင်တွေနဲ့ရိုဂျာခေါင်းဆောင်တွေဆွေးနွေးညှိနှိုင်းဖို့လိုတယ်အဲ့လိုမျိုးဆွေးနွေးညှိနှိုင်းတဲ့လူတွေကိုလည်းရိုဂျာတွေဘက်ကအတိမတ်မပြုတ်ဘူးလက်မခံဘူးငါတို့ကတော့တရားစွဲလမ်းကြောင်းကနေပဲသွားမယ်ငါတို့ဒီကုလသမဂ္ဂနဲ့ တရားယုံတွေကိုပဲအားကိုးမယ်ဆိုတဲ့လမ်းကြောင်းကသွားရင်မှန်နေအေကကျူးလွန်ရင်သူပြစ်ပေးခံရမယ်ဒါပေမဲ့အဲ့ဒီရဲ့ side effect backfire ဟာ ranger တွေနဲ့အဲ့ဒီအေတွေနဲ့ပိုဝေးကွာသွားစေမယ်အဲ့လိုဝေးကွာသွားစေတာဖြစ်တဲ့အတွက် ranger အိမ်မက်ကိုကုလသမဂ္ဂကလုတ်ပေးမယ်လို့ဆိုရင်တော့နောက်နှစ်ပေါင်း1000တောင်ထိုင်ဆောင်มาရမှာအဲ့တော့ဒါတွေကိုကျွန်တော်တို့တေချာစဉ်းစားချင့်ကြဖို့လိုတယ်အဲ့တော့ အဲ့ဒီလိုမျိုး ဖြစ်နေတဲ့ဒီလက်ခဲတဲလင်းမို့သူက A လဲရွေးမရ B လဲရွေးမရ C လဲရွေးမရအဲ့လိုမျိုးဖြစ်နေတဲ့အနေအထားမျိုးဟာကျွန်တော်တိုင်းနိုင်ငံလုံးမှာဖြစ်တော့ပါအဲဒါကြောင့်ဦးကျွန်တော်ရဲ့ဒီ లై ဒီမှာဒီတတိယ line ကိုကျွန်တော်တင်မယ်အဲ့ဒါကိုနေနိုင်ငံတကာကမေးနေတော့ဒါကိုမေးနေတာအခုဒါအကောင်းဆုံးဥပမာ ရခိုင်မှာဘလို့ဖြစ်ရှင်းပါလေကဲခံရတဲ့ရိုးကြတွေကတရားထက်ဆွဲပြီးတရားဆွဲဆွဲ A ရစိတ်ဆိုးပြီး အဲ့ဒါပြီးသွားရင်မင်းအောင်လန်ရှုံးသွားပြီအေးရသူရခိုင်နိုင်ငံတူထောင်ပြီအဲ့တော့အဲ့ဒီအခါမှာဒီလူဝင်ညာကောင်းကောင်းတွေနဲ့အေးနဲ့ဘလို့မှဆင်မပြေဘူးအဲ့တော့အေးတွေကအခုသူ့တရားစွဲရတဲ့လူဝင်ညာကောင်းကောင်းတွေကိုလက်ခံမှာမဟုတ်ဘူးဒါပေမဲ့အေးရတည်ရှိနေအောင်မှာအဲ့တော့တရားရုံးရဲ့သဘောတရားဟာကျူးလွန်တဲ့လူကိုပဲသူကလှုပ်လိုက်မှာလीပြောစင်တာကအေးကကျူးလွန်လိုက်တယ်ပဲထားအောင်ကျူးလွန်ခဲ့တယ်ပဲထားအောင်နော်သူတို့ဆွဆွဲရတဲ့ကျူးလွန်ပါပြီတဲ့ ဒါပေမဲ့ AO ဖြတ်သိမ်းစရာမှမလိုတာကျူးတုံတဲ့လူအရေးယူခံနိုင်ပါလိမ့်မယ်တော့ခုလသမကကောအဲ့ဒီအာဂျီဇီနာတရားရော ICO AAO ဖြတ်သိမ်းမယ်မို့လာပြီးတောင်းဆိုပိုင်ခွင့်မရှိဘူးကျွန်တော်ကတော့ပြောတယ် sovereignty အချုပ်ချာအာဏာအချုပ်ချာအာဏာဆိုတာအဲ့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေကသူတို့ကကြမှာကိုသူတို့ဖန်တီးသူတို့ကြိုက်တဲ့စနစ်ကိုသွားလို့ရတယ်အဲ့ဒါကိုပြင်ပပြောကနဲ့ဖိအားပေးလို့မရဘူးအဲ့ဒါကိုကြည့်ကြည့်ရပြီအခုကျွန်တော်တို့မြန်မာနိုင်ငံဆိုကျွန်တော်တို့သွားကျင်တဲ့ပုံစံကို တရုတ်နိုင်ငံကဖိအားပေးနေပြီအဲ့ဒီအချက်နဲ့အန်ယူဂျီကတိုက်ရမှာကျွန်တော်တို့နိုင်ငံရဲ့ sovereignty ကိုတရုတ်ကဖိအားပေးနေတယ်ကျွန်တော်တို့ကဒါ sovereignty ကိုဒါကာကွယ်တာသူမျိုးကောင်အေးရလဲသူက sovereignty တခုကိုတိဆောက်မယ်ဆိုပါစို့အေးကိုဘယ်သူကဖိအားသွားပေးလို့ရမှာလဲကျော့ဆိုတော့လောက်လို့ရမှာထင်လို့လားအဲ့ဒီကျော့ဆိုတော့ဆိုတာလဲဂျူးကြီးအဲ့တော့ပြောချင်တာက ပြောချင်တာကဒါဟာအလုံးအမတန်ဖြည့်ရှင်းရခဲ့မယ်ပြဿနာအဲ့လိုတိုင်းမယ်ရှမ်းပြည်နယ်မှာလည်းဒီပြဿနာရှိနေဝါလိုပြဿနာဝါရဲ့ကိုကန့်ရဲ့မိုင်းလာနဲ့အဲ့ဒီရှမ်းနိုင်ငံကြီးသမားတွေနေသူတို့ကဟိုဂျမ်းပြည်နယ်မှာပြည်နယ်လာလူနေတာဝါဆိုတာလာရှိုးတီတောင်းနေတာလေဒိဗင်ကြည့်တာလေနေမြေလူနေတာနေမြေလာလူတဲ့ကိစ္စလေအဲ့တော့အဲ့ဒါဟာ သူကတချို့ကိစ္စကစစ်ကောင်စီကထိန်းထားလို့အလုံးငြိမ်းနေတာစစ်ကောင်စီမထိန်းထားတာနဲ့အယူအယူပေါ်လာပြီးတော့နေရာဝင်ဦးကြပြီးတော့ဒီပြဿနာကိုရှုပ်ထွေးတော့မှာအခုဒါ Ranger ကိစ္စကဒါအေနဲ့ Ranger ကိစ္စဒါအကောင်းဆုံးဥပမာပဲဒါပေမဲ့ကျွန်တော်ပြောတယ်နော်အေကကျူးလွန်ထားတယ်ဆိုရင်တော့တရားမျှတမှုကိုရှာဖွေရမယ်ဒါတော့ဒါအပြည့်အဝလက်ခံတယ် အားလဲအပေးတယ်မတရားခံရတဲ့လူဘက်ကတော့ကျွန်တော်တို့ကတရားမဟုတ်ရက်တည်တယ်ဒါပေမဲ့ဒီပြဿနာရဲ့အဖြေကိုဘယ်လိုရှင်းကြမလဲအဲ့တော့ သေးသေးချာချာစဉ်းစားကြစီခြင်းနဲ့ကျွန်တော်တို့ဟာနိုင်ငံတကာကိုအားကိုးလို့မရလို့ဘယ်တရားရုံးတွေမှာအားကိုးလို့မရလို့ကိုယ်ပိုင်လက်နဲ့ကန်ပြီးတိုက်နေတာအဲ့ဒါညွေဦးဒေါ်လာရဲ့အသက်ပဲပြည်အင်အားဟာပြည်တွင်းမှာပဲရှိတယ်အဲ့တော့ကိုကအင်အားပြပြီးမှနိုင်ငံတကာကိုအားကိုးရတာ ကိုမဘာအင်အားမရင်ကအာတကူရနိုင်ငံတကာဒီညစ်ပတ်တဲ့နိုင်ငံရေးသမားတွေပေါ့နော်ကဘာပေါ်မှာအညစ်ပတ်ဆုံးကအဲ့နိုင်ငံရေးသမားတွေကဘာကောင်းဆောင်တွေအဲ့ဒါတို့အညစ်ပတ်ဆုံးပဲအဲ့ဒီကိုမအင်အားမရှိဘူးအဲ့ဒီညစ်ပတ်တဲ့ကဘာကောင်းဆောင်တွေနိုင်ငံရေးသမားများတွေရဲ့အပေးယူလုပ်ပွဲကြီးမှာကိုကကြားကြက်ပြီးတော့ခံရမှာပဲအဲ့ဒါကိုသိတဲ့အတွက်ကျွန်တော်တို့ဒီကိုကိုတိုင်အင်အားတိဆောက်ပြီးပြည်တွင်းမှာဘယ်နိုင်ငံကောင်မှအာမကိုပဲကိုကကိုတနက်ကန်ပြီးပြန်တိုက်နေတယ် တနက်ကန်ပြီးပြန်တိုက်တဲ့အခါမှာကျွန်တော်တို့နိုင်လာတဲ့အခါမှာဟိုကရှုံးလဲရှုံးရောတရုတ်ကိုသွားပြီးဒူးထောက်တာအဲ့ဒီအချိန်မှာသူကနိုင်ငံတကာကိုပြန်အားကိုးတော့ကျွန်တော်တို့လည်းနိုင်ငံတကာကိုအားကိုးဖို့တဲ့နိုင်ငံတကာကိုပြဖို့တဲ့ကျွန်တော်တို့စီးလုံးညီညွတ်မှုပြဖို့လိုတယ်စီးလုံးညီညွတ်ပြဖို့အတွက်အူကွဲကွဲပြပြဖြစ်နေတဲ့ဒီကိစ္စတွေအားလုံးကိုဝင်ပါဖို့အတွက်ကျွန်တော်တို့ဒီစာချုပ်တစ်ခုလိုတယ်စုပေါင်းဖို့လိုတယ် အဲ့ဒါမှသာလင်ကျွန်တော်လိုချင်တဲ့တတိယလိုင်းကိုသွားလို့ရမှာအဲ့တော့အာအပိုင်းစသုံးပါအပိုင်းစသုံးပါ ထိုးခြင်းတဲ့လူထိုးပေါ့ဗျာမထိုးခြင်းတဲ့လူလည်းနေခဲ့ကြပါဗျာဒါပေမဲ့အားလုံးလက်မှတ်ထိုးအောင်တော့ဝိုင်းတိုက်တုံးကြရမှာပေါ့အဲ့တော့ပို့ပြီးတော့အဖို့တစ်ဖြစ်တာပေါ့ဗျာနော်အေးရလည်းမကျူးလွန်သင့်ဘူးလို့ထင်တယ်ကျူးလွန်ခဲ့တယ်ဆိုရင်ပေါ့ဒါမကျူးလွန်ဘူးဆိုရင်လေရင်ဂျာဘက်ကလည်းခံရလို့သွဆွဲတာပြဿနာမရှိဘူး မခံရဘဲနဲ့လိန်လျာဆစ်ဆွဲတာလည်းမလုပ်ဘူးလို့ရတယ်။ခံရလို့ဆစ်ဆွဲတာပြဿနာမရှိပါဘူး။အဲတော့ဘယ်လိုအကြောင်းအရာနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့စီးလုံးညီညွတ်မှုတွေကိုထိခိုက်စေတယ်။မြေဥတော်လန်ကြီးကိုအရေးမဲဖြစ်စေတယ်။အဲတော့မြေဥတော်လန်ကြီးရဲ့ဒီအန်ဒီရဲ့လက်ရှိတယ်။တစ်စင်းချင်းတစ်စင်းချင်း ကျွန်တော်တို့တွေကိုအကျန်းဖက်အဖြစ်သစိကတ်မဲ့အလန်းစင်ရဲ့ပထမအပိုင်းတက်လို့ပဲယူဆလို့ရတယ်နော်ကျွန်တော်တို့တွေကိုအကျန်းဖက်အဖွဲအဖြစ်သစိကတ်မဲ့တာပထမဆုံးခြေလှမ်းလို့လည်းပြောလို့ရတယ်အဲ့တော့နောက်တိုင်းဘာတွေလာအောင်လဲဘယ်သူမှမသိဘူးအဲ့တော့အဲ့ဒါတွေအားလုံးကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့တွေအမြန်ဆုံး all in one ဖြစ်ပြီးသဗံနဲ့ထွက်ဖို့အချိန်လိုအပ်ပြီသဗံနဲ့ထွက်ဖို့အချိန်လိုအပ်ပြီအဲ့တော့အေးသဗံနဲ့ထွက်ဖို့အတွက်အချိန်တလားပဲကြံတော့တယ်အဲ့တော့အချိန်တလားပဲကြံတော့တယ် အမြန်ဆုံးလှုပ်ဆောင်ကြစေခြင်းပါတယ်။ဒါကျွန်တော်ရဲ့အပိုင်း73မှာအားလုံးမင်္ဂလာပါ။ကျေးဇူးများကြီးတင်ပါတယ်။အများကြီးတင်ပါတယ်။ကျွန်တော်တို့ဒီခေါင်းအေးထားပြီးစဉ်းစားကြစေခြင်း ਨੇ ။ကျွန်တော်တို့မှ no choice ပဲ။ all you want people တလပဲချိန်ရတယ်အမြန်ဆုံးဒီတလပဲမှာဒီစာဒီဒီစာချုပ်ကိုလက်မှတ်ထိုးပါပါနေသမျှပါအောင်လုပ်ပါ အစိုးရသိဖွဲ့ပါလူသစ်တွေနဲ့အစားထိုးပါ ပြီးတော့တတရလိုင်းကိုချပါ